အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ပွဲစုံရဲ့ပွဲကြိုသုံးသက်ချက်အစီအစဉ်ကနေပြီးတော့ဒါပြန်လည်ကြိုဆိုလိုက်ပါရစေခင်ဗျာပရီးမီးယားလိဂ်ပွဲစဉ်ဆက်သုံးစနေနေ့ည9:00နာရီပွဲအချိန်မှာရှင်ပြိုင်ကစားမယ်မန်ချက်စတာစီးတီးတင်းနဲ့လီအသင်းပါဝင်ည9:00နာရီပွဲအချိန်မှာရှင်ပြိုင်ကစားမယ်တော်တင်ဟော့စပါတင်းနဲ့ပွန်အန်တင်းတို့ရဲ့ပွဲကြိုသုံးသက်ချက်အစီအစဉ်လေးကိုဒါကျွန်တော်နဲ့အတူပွဲစုံရဲ့အားကစားအစီအစဉ်ဒီမှာဒါပုံမှန်တင်ဆက်ပေးနေတဲ့ကိုလိုနီတို့ကဒါအတူတူပေါ်တင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ဗျမင်္ဂလာပါကိုလိုနီဆောင်း ဆိုတော့ကျွန်တော်ဒီတစ်ပတ်ကတော့ဒါချန်ပီယံလိပွဲစဉ်တွေလည်းရှိတယ်ဒါအေးအေးတွေလည်းပြတ်တယ်ဒါနောက်ဆက်ပရီးမီးယားလိပွဲစဉ်တွေကလည်းစစ်ဝင်တဲ့သားနဲ့ဒါပွဲကြီးပွဲကောင်းတွေရှိနေတာဆိုတော့ဒါကျွန်တော်တို့လိုဘလုံးဝါစနာချင်းတွေအတွက်ကတော့ဒါစစ်လို့ဆောက်ရအပြင်းနဲ့ဒါဆက်တဲ့ဆောင်းကြီးရမှာဖြစ်တယ်ဗျဟုတ်ကဲ့ဗျာကျွန်တော်ဒါပရီးမီးယားလိမှာဆိုရင်တော့ဒါနီဗျာအာဒီတာရဲ့အာဆင်နယ်တင်းဟန်ဒါအကောင်လုံးစနစ်ဒါအကောင်လုံးစတရက်ချာနဲ့ဒါအမြင့်ပြန်နေတာတွေ့ရပြီးတော့သူ့ရဲ့နောက်မှာတော့ဒါဆယ်စီနဲ့ဒါမန်ချက်စတာစီးတီးလိုအတင်းတွေရတယ်လိုက်လံခေရပေးနေတာတွေ့ရတယ်ဗျာ ကျွန်တော်တို့ကနောက်ထပ်တစ်ချက်ရှိတာကနီးပြအာနာဆွဲလီဗာပူးတင်းနေတဲ့ဒါဒီအာစီမာရလက်တီတော်တော်လေးကိုဆိုးရွားနေပြီးတော့ဒါပရီးမီးယားလိချန်ပီယံစုကိုဒါကာကွယ်နိုင်ဖို့ဆိုရင်ဒါသူ့အငင်းနဲ့တော်တော်လေးကိုခက်ခဲသွားပြီလို့တော့ကျွန်တော်အနေနဲ့ထင်မိမိရယ်ကိုဟုတ်တယ်ဆိုတော့ဒါနောက်ထပ်တစ်ချက်ရှိတာကဒါနီးပြပက်ကော်ဒီယူလာရဲ့မန်ချက်စတာစီးတီးအသင်းရံလဲပေါ့နော်ဒါပြီးခဲ့တဲ့နျူကာဆယ်ပွဲစဉ်နဲ့မတမ်းမီမှာသူ့အငင်းနဲ့အကောင်လုံးပုံစံနဲ့ရှေ့ဆက်နိုင်ပြီလို့ထင်ရပေမဲ့လည်းဒါမထင်မှတ်ဘဲနဲ့ယူကာဆယ်ကိုရှုံးတော့တယ်ဒါဂျိုင်ယက်မှာလည်းဒါလီဗာကူစီအသင်းကိုဒါဒူးစီးနဲ့ အချုံသွားတာဆိုတော့ကျွန်တော်တို့ကမန်ချက်စတာစီးတီးနီးယပက်ကွာယိုလာအတွက်လဲတာဒီပွဲစဉ်ကမဖြစ်မနေနိုင်ခွဲပြန်လဲရှာဖွေရမယ့်ပွဲလို့ပဲမိမိတွေကိုဟုတ်ကဲ့ပြန်ဆိုတော့ပရီးမီးယားလိပွဲစဉ်73ခေတ္တရှင်ပြန်ကစားမယ်မန်ချက်စတာစီးတီးတင်းနဲ့ဒါလီယူနိုက်တက်အတင်းတို့ရဲ့ပွဲစဉ်လေးပေါ်တာကိုတိုနီရဲ့အမီလီယိုတာတုံးသက်ပေးပါဦးဗျာဟုတ်ကဲ့ပြန်ကျွန်တော်ပရီးမီးယားလိပွဲစဉ်73ဂန်ငယ်ရောကျွန်တော်ပရီးမီးယားလိပွဲစဉ်စနစ်ပြီးတဲ့ချိန်မှာဆိုလို့ရှိရင်ဒါကစစ်တက်မှာဆိုရင်အာဆင်နယ်တင်းရဒါရမန်29မန်နဲ့လူဦးဆောင်နေပြီးတော့ဒါအဆင့်ကချက်စီးတင်းဆိုလို့ရှိရင်ဒါရမန်23မန်နဲ့ ဒါဆင်းနေမှာရက်တည်နေတယ်ပြီးတော့ဒါအဆင့်သုံးမှာဆိုလို့ရှိရင်မန်တက်စာစီးတင်ရရမန်22မိနစ်ဒါအဆင့်ပုံလေးမှာရက်ပြင်းနေပြအဲ့တော့ဒီနေ့ပရီးမီးယားလိဂ်ကဘွဲ့စဉ်73တိုင်ငယ်ဆိုလို့ရှိရင်အဆင့်တက်ကအာဆင်နယ်တင်းရဆိုလို့ရှိရင်ဒါရမန်အနေနဲ့ပြက်နေပြီပြောလို့ရမှာဗျာအပြည့်ကကျွန်တော်တို့ဒါနောက်တစ်တင်းဆိုလို့ရှိရင်တော့လဘဘူးတင်းကြလဘဘူးတင်းရတော့ဒါ PK နဲ့ကလက်ရှိပရီးမီးယားလိဂ်ချန်ပီယံဆိုပေမဲ့ဒီနေ့မှာတော့သိကြတယ်သူတင်းရရလပိုင်းဆူရမုန်းနဲ့သူပရီးမီးယားလိဂ်ကုချန်ပီယံပြည်လမ်းကြောင်းမှာဒါအနေနဲ့သူတွေ့ခဲ့တော့ပြီပြောလို့ရမှာဗျာဟုတ်တယ်ဗျ အဲ့တော့ဒီပွဲစဉ်ဖြစ်တဲ့ဒါမန်ချက်စတာစီးတင်းနဲ့လီတင်းတို့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ဒါမန်စီးတင်းနေနဲ့ပရီးမီးယားလိပြိုင်ပွဲကြောင်းပေါ်မှာဒါအာဆင်နယ်တင်းကိုဆက်လက်ပြီးကပြဖို့ဆိုလို့ရှိရင်တော့ဒီပွဲစဉ်မှာအနိုင်ရရှိဖို့အတွက်လိုရမယ်ဗျာအနည်းပြပက်ပွာယူဇာဦးဆောင်တဲ့မန်ချက်စတာစီးတင်းရဒါချစ်စမ်းမိုင်းရမစိုးဘူးပြောရပါမယ်လေရဲလိုပဲဆန်ရတော့ဒါအနေငယ်လေးတင်းဆောင်ဖြစ်နေအတော်ပြရကြဟုတ်ကဲ့ပြီးခဲ့တဲ့ပရီးမီးယားလိပွဲစဉ်ဆင်းနေမှာဆိုလို့ရှိရင်လည်းဒါမြန်ကဆက်တင်းရဲ့အိမ်ကမှတာရရှိမှန်ကစားရပြီးတော့ဒါသူ့နေနဲ့အရှုံးရလေးနဲ့ရည်ဆိုင်ခဲ့ရတယ် အဲဂျာရဲ့ channel လေးမှာဆိုလို့ရှိရင်လည်းသူ့အနေနဲ့အိမ်ခွင်းမှာဒါလေးပေါက်ကစံတင်းကိုလက်ခံရှိမှန်ကစားဖေးရပြီးတော့သူ့အနေနဲ့ထပ်မံရှုံးနေခဲ့ရကဒီဝဲစင်မှာမန်ချက်စတာစီးတီးတင်တာပြန်လာဖို့တော့လိုအပ်ပြီရဟုတ်ကဲ့ပါတော့ဟုတ်ပရီးမီယာလိဂ်ဝဲစင်စတုံးမှာတော့မန်ချက်စတာစီးတီးတင်းနေနဲ့ဒါဒီရဒီရမှာတန်တက်လာတဲ့ဒီအတင်းနဲ့ရေဆိုင်ကစားမှာဖြစ်တာကြောင့်ဒီဝဲစင်မှာတော့ဒါနီဒီယဘက်ကော်ရီယာရဲ့မန်ချက်စတာစီးတီးတင်းရဒါအနိုင်သုံးမှတ်နံပါတ်ကိုကျန်တဲ့ပေါ်ဆောင်နိုင်မယ်လို့တော့ကျွန်တော်အနေနဲ့ထင်မိရတယ်ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါဗျာဒါဆောနကကိုတိုနီပြောသလိုပဲကျွန်တော်တို့ကမန်ချက်စတာစီးတီးတင်းရဆင်တာပြီးခဲ့တဲ့နယူကာဆယ်ပွဲစဉ်မှာဒါသူ့ရဲ့ first line နဲ့ကစားသမားတွေကိုဒါအကောင်းဆုံးပုံစံနဲ့ပွဲထုတ်ကစားပေးမိတယ်ဒီဘက်ကကျွန်တော်ဒါအေရှန်နယူကာဆယ်တင်းဘက်မှာဆိုရင်လည်းဒါဦးနယ်ကစားမားရောသူ့ရဲ့အင်ကွင်းအတာချန်နဲ့တူမန်ချက်စတာစီးတီးတင်းရဒါနယူကာဆယ်ရဲ့ဒေဝါနုံဘလူးမောင်ဒါချင်းမကစားနိုင်ပဲနဲ့ဒါချုံဝဲတိုးချစ်သွားတာတွေ့ရတယ်ပြီးခဲ့တဲ့ဒါချန်ပီယံလိပွဲစဉ်မှာတော့ဒါမန်ချက်စတာစီးတီးတင်းရလေဗာကိုစီအင်းကိုသူ့ရဲ့ first line နဲ့တွေအောက်ပြီးတော့ဒါကစားသမားအင်အင်အားနဲ့ပွဲထုတ်လာပြီးတော့ဒါမန်ချက်စတာစီးတီးတင်းရ ဒါချုံးပွဲတွေ့ရှိသွားပြီပေါ့နော်ကျွန်တော်တို့ကတပတ်ကဧည့်သည်လီမက်တက်အတင်းကိုကြည့်မယ်ဆိုရင်တော့ဒါသူ့ဒီနေတန်ဒီနေ့ရဒီမှာဒါတန်တဲ့အတင်းဖြစ်ပြီးတော့ဒီရပြီမှာလဲတန်မဆင်းရဖို့ပဲသူ့အနေနဲ့ဒါအအကောင်ဆုံးရုံးကန်ကစားသွားမယ်လို့ကမြင်မိရဲ့ပို့ဆိုတော့ဒါလီမက်လက်အတင်းနဲ့ပတ်သက်ပြီးတော့ဒါကိုလိုနီအမီလင်းကိုတရှက် သုံးသပ်ပေးပါအောင်ပို့โอเคကျွန်တော်ဒီရာဒီပရီးမီးယားလိမှာတန်းနဲ့လာတဲ့အတင်းသုံးနေမှာဗျာအသုံးနေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဆန်နာလိုင်းရှိမယ်ဒီယူနိုက်တက်ရှိမယ်ဘန်လီအတင်းရှိမယ်ဗျဒီသုံးနေမှာဆိုလို့ရှိရင်တော့ဆန်နာလိုင်းတင်းရဒေါ်လေးချင်းနေကောင်းပြီးတော့ ူနေနဲ့ရလကောင်းပန်းဆိုင်ကားပြီးတော့ပီမယာလီအစင်ရတီမြင့်ကြီးအမအလေလဲဟောင်ရတီနေပြီ။ဒါမဲ့လည်းနောက်မှတင်းဖြစ်တဲ့ဒီ United တင်းနဲ့ပန်းလေတင်းရတော့တန်းစင်းစုံနဲ့ရောင်းနေပြီးတော့သူတို့ဒီနေ့ပီမယာနဲ့တနက်လာတယ်။ဒါယာတီကောင်းတဲ့အချိန်မှာတမ်းစင်းရဖို့တော့ပဲဒီကအကျူးစားလာမယ်လို့ထင်နေပြ။ Okay ဘူး။အပီရကျွန်တော်နောက်ဆက်တွေးမိတာကဒီ United တင်းရဆိုလို့ရှိရင်ဒါသူ့အနေနဲ့အင်ဗင်မှာဆိုလို့ရှိရင်တော့ဒါရလကောင်းရရှိအောင်အဆမ်းမကျူးစားလေးရှိတဲ့တင်းဖြစ်ပြီးတော့အင်ဗင်မှာဆိုလို့ရှိရင်တော့သူ့အနေနဲ့ဒါမျှလင့်လို့ရတယ်။ ။ဒါပေမဲ့လေဝေကွင်းပွဲစဉ်နေဆိုလို့ရှိရင်တော့သူ့အနေနဲ့ပေါ်ပေါ်လေးခြေစားအာဝေကွင်းပွဲစဉ်နေဆိုလို့ရှိရင်ဝေကွင်းပွဲစဉ်နေဆိုလို့ရှိရင်တော့သူ့အနေနဲ့ခြေစားမှာဒါအိမ်မအိမ်မခြေစားနေမှမတူဘဲနဲ့တော်လေးရင်းငံ့ညာတွေ့ရဲ။ခုပေမြလေးပွဲစဉ်ဆက်တော့မှဆိုလို့ရှိရင်တော့ပေမြလေးထိပ်သည်အတင်းကြီးဖြစ်တဲ့မန်ချက်စတာစီးတင်းရဲ့အိမ်မမှာတော့ရရှိမှန်ကစားမှာဖြစ်တဲ့အတွက်အာဒီ United တင်းနေတဲ့ဒါရက်လက်ဆိုရင်ထပ်မံကြိုးပေးရမယ်လို့ကျွန်မလည်းထင်နေကြဟုတ်ကဲ့ပါကိုဖို့ဆိုတော့ဒီပွဲစဉ်ကိုကြည့်ရမယ်ဆိုရင်ဒါနီပြကြီးပတ်ကွာရီယိုလာအနေနဲ့ပြီးခဲ့တဲ့ဒါချန်ပီယံလိဂ်ပွဲစဉ်ဒီပါကူစင်နဲ့အတင်းက လိုမျိုးဒါအရင်ကစားမားတွေနဲ့ပွဲထုတ်လာနေလားဒါမဟုတ်ကျွန်တော်တို့ Manchester City တင်းရဲ့ first line နဲ့ကစားမားတွေနဲ့ပဲပွဲထုတ်လာနိုင်လားဒါကစားမားအစုပွဲမှုတွေကိုဒါပူတိုနီအမီနိုတစ်ချက်သုံးသပ်ပေးပါအောင်ပေါ့ဟုတ်ကဲ့ဗျဟုတ်ကဲ့ဗျဒါကျွန်တော် Premier League ပွဲတင်73မှာဒါ Manchester City တင်းနေတဲ့သူ့တင်းသူ့နေနေတာတန်တလီတင်းနေရှင်းလင်းတန်တလီတင်းနေဒါရှင်းမဲ့စားမယ်ဆိုလို့မဲ့လေတေးကြတယ်သူ့နေနေဒီကကစားသမိုင်းနဲ့ပွဲထလာဖို့ရှိမယ်ကဟုတ်ကဲ့ဘာလို့လဲဆိုတော့ဒါဂျာယာမှာချမန်လီလေးကစားခဲ့ရတယ်ချမန်လီကိုဒါ ရန်ရန်လူစင်းနဲ့ပေါ်ထွက်လာဆိုရဲရတာပရီးမီးယားလိပေါ်မှာဒါနိပြတ်ပပရီယာနဲ့တောင်ဆိုင်လာပုံရပြီးတော့အာတိအဓိကစာမားတွေနားပေးတဲ့ပုံမှာရှိရက်ကအဲ့တော့ဒီဘက်ဆင်မှာသူတင်အဓိကစာသမားဖြစ်တဲ့ဒူကူနဲ့ဒါအဲလင်ဟာလန်ကတော့တေချာပေါ်ထွက်လာမှာဖြစ်တယ်ဗျာဟုတ်ကဲ့ဗျာကဒီဘက်ဆင်မှာဒါနိပြတ်ကြီးတက်ကော်ယူတာအနေနဲ့ဒါပေါ်ထွက်လာတဲ့အခုမှဆိုလို့ရှိရင်တော့သူအနေနဲ့4141ဆိုတဲ့ line နဲ့ပဲဒါကိုထက်လာဖို့ရှိမိတာ။ Okay အကူသမားနဲ့မှာဆိုလို့ရှိရင်တော့သူရဲ့တိကျကူသမားဖြစ်တဲ့ဒိုနာရူမာကိုထက်လာဖို့ရှိပြီးတော့ဒါနာရယ်လေးကောင်ညာမှာဆိုလို့ရှိရင် မန်တီယန်နူနဲ့ရူဘီဒီယားကာဗီယောနဲ့ဗီလီယံအာဒီဒီနောက်တန်းလျော့သွဲကဒါပေါ်ထလာမဲ့တနေကဒါ defensive mid ဖြစ်တာနေရာမှာဆိုလို့ရှိရင်တော့ဒါနီကိုကွန်ဇာလက်ကပဲကိုထလာဖို့ရှိပြီးတော့တော်မတက်စီနဲ့ချမ်းမဆိုလို့ရှိရင်တော့ right check green နဲ့ဒါ Jeremy Dugu ကကိုထလာဖို့ရှိမယ်ကโอเคဒါအဓိက context မှုနေရာမှာဆိုလို့ရှိရင်တော့ Alien Hall ကပဲဒါကိုထလာဖို့ရှိပြီးတော့ဒါနောက်တန်းတိုက်စစ်အဲနံပါတ်10ရဲ့နေရာမှာဆိုလို့ရှိရင်တော့ဒါ Bernardo Silva နဲ့ Kivu တာကိုထလာတယ်လို့ထင်တယ်ကโอเคပါပေါ့ဟုတ်တပတ်ကဒါ ATP လေးက live ရှင်မှာကစားမယ်ဒါလီယူရင်လည်းတင်ပါဆိုလို့ရှိရင်တော့နီးပြား ကဒနီယယ်ဖာဂီယာနေဘက်ကပုံမှန်ပေါ်ထွက်နေကြသူ့ရဲ့သူ့ရဲ့ပုံမှန်ပေါ်ထွက်နေကြလမ်းနဲ့ပုံစံကူဖြစ်တဲ့ပုံမှန်ပေါ်ရနေပဲဒါပေါ်ထွက်လာမယ်ထင်တယ်ဗျဟုတ်ကဲ့ပို့အပေးမြလေးပုံစံဆက်သုံးပါဆိုလို့ရှိရင်ဒီအမှန်တဲ့တင်းနေနဲ့ဒါ project ဖြစ်နေလူများကြီးထိတ်ဒီမန်ချက်စတာစီးတင်းနဲ့ရှင်မဲ့ကစားဖြစ်နေဖြစ်တာကြောင့်အဲသူ့အနေနဲ့ဒီ project မှာတော့တေးတမတ်ရဖို့အတွက်ပဲဥတည်လာမယ်လို့ထင်တယ်ဗျဟုတ်ကဲ့ပါ United တင်းမှာဆိုလို့ရှိရင်ဒါ Premier League ဝိုင်းကုနဲ့ကစားသမားဖြစ်တဲ့ Longstaff ကဦးဆောင်လာမှာဖြစ်ပြီးတော့ Longstaff တင်းနဲ့လည်းဒီ United တင်းကိုဘယ်လိုရလက်တည် အဲဘလူဘလူမီရလက်ကောင်းနေရရှိအောင်လို့ဥဆောင်သွားမယ်ဆိုတော့ကျွန်တော်ဆော့ပြရမှာဖြစ်တယ်ရဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့ပါဘုရားဒီနေ့တင်းရဲ့ထိတိုက်တွေ့ဆုံမှုကိုတွားကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒါအေရှန်မန်ချက်စတာစီးတီးတင်းဟာဇီးနန်ဒတ်တင်းနဲ့နောက်ဆုံးတွေ့ဆုံခဲ့တဲ့၅ပွဲမှာသူ့အနေနဲ့၄ပွဲချီဖို့ဒါအပြတ်သက်အနံရရှိထားပြီးတော့ဒါတပွဲပဲရှုံးနေတာဒါပြရတယ်ဗျာဆိုတော့ဒါတေချာတဲ့နီးပြကြီးပတ်ပွားယူလာနေတဲ့ဒီသူတို့အင်ရှင်အာသာအင်ရှင်အာသာကျန်တဲ့အတူဒါပြီးခဲ့တဲ့လီဗာပူးစင်အတင်းနဲ့ပွဲစဉ်မှာဒါတာမန်နန်နီယာမှာဒါအလံမွက်ခဲ့တဲ့အော်စကာဘောနဲ့ဆောင်ယူတို့ ဒါတိုက်စစ်မှာလည်းမမိုးစတိုကိုအောက်ပြီးတော့ဒါဒီယာဂျီမှာအရှိတ်ဆက်မင်းနေတဲ့ဒါဆက်ကီတို့ပိုရန်အွန်းလေအားဆက်ကီနဲ့ပိုရန်တို့လိုမျိုးထားမယ်ပြီးနောက်ထပ်တစ်ဖက်ကတမန်နီမှာဒါအပေါင်းစီစံပြတ်သားနေတဲ့ဒါဒိုပူနဲ့တိုက်စစ်မှုဟာလန်တို့ကဒီဘက်ဒီမှာမဖြစ်မနေပွဲထုတ်လာပြီးတော့ဒါနိုင်ဝဲသုံးမှတ်တကူတော့ဒါလွယ်လင်းတကူယူသွားမယ်လို့တော့ကျွန်တော်မြင်ထင်မိမိတယ်ကိုပြောရဟောဆိုတော့ဒီဘက်စင်မှာဒါကိုတိုနီအနေနဲ့ဒါစောင့်ကြည့်ရမယ့်ကစားမားဆိုရင်ဒါပဲကစားမားတွေကိုဒါရွေးချယ်ပေးခြင်းတွေရဟုတ်ရဲ့ဒီဘက်စင်မှာကျွန်တော်အနေနဲ့ဒါစောင့်ကြည့်ရမယ့်ကစားမားဆိုတာတဲ့ ဒါဒီပွဲစဉ်ရဲ့အဖြစ်ကိုပြောင်းလဲပြီးမဲ့တစားသမားလို့ပြောရပို့မှာပါဗျ။ဟုတ်ကဲ့။ဘာလို့ဆိုတော့မန်ချက်စတာစီးတင်းမှာဆိုလို့ရှိရင်ခုနပိုင်းဒီပွဲစဉ်နေမှာဒါဒါမီဒိုကူနဲ့အယ်လန်ဟာလန်တို့ချစ်စွန်းပြရမယ်။ကိုယ့်တွင်းကံမယ်ဆိုလို့ရှိရင်သူသူ့အနေနဲ့ကရက်လက်ကောင်းတွေပတ်ဆိုင်ရေးရှိပြီးတော့ပြီးခဲ့တဲ့ပြီးမြလေးပွဲစဉ်စနစ်မှာဆိုလို့ရှိရင်ဒါဒါစီမန်ချက်စတာစီးတင်းနေတဲ့ညကစဲတင်းအိမ်ခွင်မှာတာရောက်ရှိမဲ့ကစားခဲ့ရပြီးတော့သူတို့တင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ဂျယ်ရမီဒိုဂူးနဲ့အဲလီဟာလန်တို့ကပုံမှန်ချစ်ဆွမ်းအောက်မှာကြောင်းနေခဲ့ပြီးတော့ ကန်နုကရဲ့တင်းရထွကျိုးဘွားမှာရှိနေနေသားမှာဒါမန်ချက်စတာစီးတင်းရဲ့ရက်လက်ဆိုးပါဆန်ခဲ့တဲ့ကဒီဘက်တင်မှာတော့မန်ချက်စတာစီးတင်းရဲ့အဓိကသောကစားသမားတွေဖြစ်တဲ့ဂျယ်ရမီတိုကူးနဲ့အန်နီဟာလန်နာချီပေါ်ခဲ့မယ်ဆိုလို့ရှိရင်ချီဆောင်ပြခဲ့မယ်ဆိုလို့ရှိရင်တည်ကြတယ်ဗျမန်ချက်စတာစီးတင်းရဲ့ဒါကိုပြနိုင်ပွဲဥတည်နေမှာဗျဟုတ်ကဲ့ပါပေါ့တော့ဒါအဲ့ဒါလင်းရတဲ့တင်မှာဆိုလို့ရှိရင်ကျွန်တော်တယောက်ပဲချက်စီနေဗျအဲ့ဒါတော့ဝိုင်းရစ်ကွန်းနဲ့ကစားသမားဖြစ်တဲ့လောင်းစတက်ဗျဒါလောင်းစတက်လီနဲ့ဒါလင်းရတဲ့တင်ကိုဒီနေ့ပရီးမီယာလိမှာဆက်လက်ရည်တည်ဖို့အတွက်တန်ရိပ်ခတ်ဖို့တော့ ဘယ်လိုမျိုးတွင်းလည်းမှဥဆောင်သွားမလဲဆိုတော့ကျွန်တော်စကြမယ်ထင်တယ်ဗျဟုတ်ကဲ့ပါကိုဟုတ်ဟုတ်ကဲ့ပါကိုဒါကျွန်တော်တို့ဒါပြည်မြလေးပွဲစဉ်73ပြည့်ချန်ပီယံကစားမဲ့မန်ချက်စတာစီးတီးနဲ့လီဂ်ငါတဲ့အတင်းရဲ့ဒါဂျေပွင့်မှုလေးနဲ့ဒါဂူတိုနီမီလီနဲ့ဒီပွဲစဉ်မှာပဲအတင်းကအနံ့ရရှိသွားမလဲဆိုတဲ့ခမန်းချက်လေးဒါတုံးတက်ပေးပါအောင်ပို့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒီပွဲစဉ်ရဲ့ဂျေပွင့်လင်းမှုကိုကျွန်တော်ချက်ကြည့်ရမယ်ဆိုလို့ရှိရင်တော့အေဂျင်မန်ချက်စတာစီးတင်းရနှလုံး90နိုင်ဆိုတဲ့ဂျေကျော်ပေးတာဖြစ်ပြီးတော့ကိုပေါင်းစည်းမှာဆိုလို့ရှိရင်တော့3တရေဂျေပွင့်လင်းတာကျွန်တော်ပြရတယ်ဗျဟုတ်ကဲ့ပါကို ဒီပွဲစဉ်လေးပေါ့ဒါကျွန်တော်ပြည့်ရဲမြင်ကထမှန်မယ်ဆိုလို့ရှင်တော့ဒါပေးမြလေးပွဲစဉ်ဆက်တော့မှာဒါစင်တက်ကအာဆင်နယ်တင်းနေတဲ့ပွဲချက်ကစားမှဖြစ်တဲ့အတွက်ဒီခွင့်ရို့ဒါအကောင်းဆုံးတုံးချပြီးတော့မန်ချက်စတာစီးတင်းနေတဲ့ကိုဗစ်နံပါတ်ဖော်ဆောင်မှဖြစ်ပြီးတော့ဒါကိုရလဲနေနေဆိုလို့ရှင်တော့3-4-1လောက်ထိဒါကိုဗစ်ရလက်ကိုဖော်ဆောင်မှမယ်လို့ထင်နေကြဟုတ်ကဲ့ပါကိုဒါခုနကဆန္ဒကအကိုပြောသလိုပဲကျွန်တော်တို့ကမန်ချက်စတာစီးတင်းရတာဒါအာဆင်နယ်တင်းနဲ့ ဆက်စီတင်းတို့ရဲ့ထိတ်ထိတ်တွေးဆမှုပေါ်မှာကအခွင့်အကောင်းသူ့အနေနဲ့လည်းတဝင်ရိုးကိုကောင်းကောင်းအသုံးချသွားမယ်လို့ထင်တယ်။ဆိုတော့နောက်တစ်ချက်ရှိတာတိုက်စစ်မှုအလင်ဟန်လမ်းပြသူ့အနေနဲ့ဒီပွဲစဉ်မှာဂိုးတရာပြည့်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ထားပြီးတော့မန်ချက်စတာစီးတီးတင်းကပဲဒါဂိုးပြည့်နိုင်မယ့်တပွဲကိုဒါပေါ်ဆောင်သွားနိုင်မယ်လို့ပဲကျွန်တော်အနေနဲ့ဒါသုံးသပ်ချင်ပါရဲ့။ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါပြန်လာတာကျွန်တော်တို့ပရီးမီးယားလိဂ်ပွဲစဉ်73ပြည့်ချင်းပြန်ကစားမယ်မန်ချက်စတာစီးတီးတင်းနဲ့လီးယူနိုက်တက်အသင်းတို့ရဲ့ဒါပွဲကြိုး30ဆက်အစီအစဉ်လေးဒါပြုလုပ်ကစားပေးပြီးတဲ့အခါမှာတော့ ဆိုတော့နောက်ထပ်ပွဲစဉ်တစ်ခုအနေနဲ့စနေနေ့ညတနင်္ဂနွေနေ့မနက်အစောပိုင်းနှစ်နာရီဝဲရှိမှာရှင်မဲကစားမဲ့တွတ်တယ်ဟောစပါဒနဲ့ပူအန်တင်းတို့ရဲ့လန်ဒန်ဒါဘီပွဲစဉ်လေးကိုဒါကွဲကျုပ်သုံးသက်ချက်အစီအစဉ်လေးဒါပြုလို့တင်ဆက်ပေးတော့မှာပဲဖြစ်ပါရဲ့ဗျဆိုတော့နောက်ထပ်ပွဲစဉ်တစ်ခုအနေနဲ့စနေနေ့ညတနင်္ဂနွေနေ့မနက်နှစ်နာရီဝဲရှိမှာရှင်မဲကစားမဲ့တွတ်တယ်ဟောစပါဒနဲ့ပူအန်တင်းတို့ရဲ့လန်ဒန်ဒါဘီပွဲစဉ်လေးကိုဒါကျွန်တော်တို့ကဆက်လက်ဆွေးနွေးလိုက်ကြအောင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါကွာဒါကျွန်တော်တို့နီးပြသောမဖရန့်ရင်တွတ်တယ်ဟောစပါဒင်းကတော့ဒါပရီးမီးယားလိမ့်မှာလဲ ဒါဆက်စင်းနဲ့အာဆနယ်တို့လိုအတင်းနေတာကွက်ချက်ကစားခဲ့ရပြီးတော့ဒါဂျာယက်မှာလည်းချန်ပီယံလိပွဲစဉ်မှာတရက်ချီလိုအတင်းကိုဒါချုံးနှိမ်ထားတာကြောင့်ဒါနီးပြတောမဖရန့်ရဲ့စပါအတင်းတင်းလုံးကဒါမန်တဘိုင်းကတော်တော်လေးကိုဒါထိခိုက်ထားတာတွေ့ရတယ်ဗျကျွန်တော်ဒါတခါကနီးပြမှာကိုစေးပါရဲ့ခွန်ခံတင်းကိုကြည့်မယ်ဆိုရင်လေဒါဒီယာဂျီမှာတော်တော်လေးကိုရုန်းကန်နေရပြီးတော့ဒါတန်းစင်းတုံရဲ့အထက်မှာရက်တည်နေတာတွေ့ရတယ်ကိုနီးပြတောမဖရန့်ရဲ့စပါအတင်းကတော့ဒီယာဒီဘင်းမြလိကြအစပိုင်းမှာတော့ရလက်ကောင်းနေတဲ့သူဘင်းမြလိထွက်ပြီးပိုင်းမှာ ထိပ်ပိုင်းမှာရက်တည်နေဆိုပေမဲ့လည်းနောက်ပိုင်းမိုးကျနေမှာသူ့အနေနဲ့အတင်းကြီးရင်ကစားပြီးတော့ project တွေနဲ့အတူ galaxy တွေတုံ့ပြန်ပေးရပြီးတော့ premier league ပွဲတွေဆက်နဲ့ဆက်နဲ့ပွဲတစားပြီးတဲ့ချိန်မှာဒါရာမဆက်၈မိနစ်နဲ့အတူအဆင့်ကူရီရောက်ရှိနေတာတော့ဒါတော်လေးချိန်နေစုတဲ့ပြောရမှာဗျဟုတ်ကဲ့ပါကွတော်တပကဧည့်သည်ဖွန်သည်ဆိုလို့ရှိရင်ဒါ premier league မှာဆိုလို့ရှိရင်တော့ကျွန်တော်ပြောရမယ့်အဆိုရင်ဒါခမင်းတတာပဲရှိရဗျဟုတ်ကဲ့ဒါခမင်းတတာတင်းဆိုပေမဲ့လည်းစက်တိုရမီယာရဲ့တင်းထဲမှာဖွန်သည်လည်းပါတယ်ဗျဒါစပါးအတင်းနေအတင်း6နယ်လို့ဆိုပုံမဲ့လေဒါသူ့နေလည်းတော့ခက်ခဲနေတယ်ဗျဟုတ်ကဲ့ပါ ဒေါ်ချန်ဟော့စပါတင်းနေတဲ့ဂျာစီစမှာရလက်ကောင်းနေပတ်ဆိုင်ခဲ့ရဆိုပေမဲ့လည်းဒါပြင်းပြလေးပွဲစဉ်ပွဲချက်တွေတက်လျှောက်ကန်လာရတဲ့အနေအထားမှာသူတို့တင်းရဲ့အဓိကကစားသမားတွေကန်ရကန်ရတက်တနာရင်လည်းတူရင်းနေရခြင်းကအတင်းရဲ့ရလက်တွေကိုတပြေးနဲ့ထိခဲ့လာရေကိုကျွန်တော်လည်းထင်မိရက်ပုတ်ခဲ့ပါကုန်ဒီပွဲစဉ်မှာလည်းသူတို့တင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ကိုလီဗက်စကီဂျေးမရီဇင်နဲ့ဆိုလန်ကီဒီကစားသမားရလက်တာတန်ရတဲ့ဒီပွဲစဉ်ပဲဆက်မှာဖြစ်ပြီးတော့နောက်ထပ်ကစားသမားတယောက်ဆိုလို့ရှိရင်ခရစ်စတီယန်ရိုမေရိုပြဟုတ်ကဲ့ဒီလာမား စပါတင်းရဲ့နောက်တန်းမှာဒေါ်လေးအားထားရပြီးတော့ဒီဝိဇင်မှာသူအတုအနေနဲ့အဝါကက်ဖြစ်တဲ့အကြောင်းဒီဝိဇင်လွှတ်ချက်မှာဖြစ်တဲ့ဘက်ဒါအနည်းနဲ့များတော့ဒါစပါတင်းရဲ့နောက်ကန်းကိုခိခိလာနိုင်နေကြဟုတ်ကဲ့ပါဘူးဟုတ်ကဲ့ပါဘူးဒါခုနကဆွန်နကအပူပြောသလိုပဲဒါစပါတင်းရဲ့နောက်ခံကစားမရိုမေရိုကဒါဒီအနာပြီးခဲ့တဲ့အာဆင်နယ်အသင်းရဲ့ပွဲစဉ်မှာအဝါကက်ထိထားတဲ့အတွက်ဒါဒီပွဲစဉ်မှာတေချာပါလွှဲဆောင်မှာဖြစ်တယ်အဲဆိုတော့ဒါစပါတင်းမှာဆိုရင်ကြည့်မယ်ဆိုရင်ဒီရာစီမှာပရီးမီးယားလိဂ်မှာဆိုရင်ရိုမေရိုနဲ့ဗန်နီဗန်တို့အတွဲရတာအကောင်းဆုံးခံစစ်အတွဲလို့တော့ အကောင်းဆုံးခံစစ်တဲ့လို့ပြောလို့ရရကြတခါကကျွန်တော်တို့ကနီးပြမှာကိုစေပါအနေနဲ့ဒါအားနေနေတဲ့ချိတ်ဆက်မိနေတဲ့စပါသိန်းရဲ့ခံစစ်မှာဒါရိုမေရိုမပါရဲပဲသူရဲ့တိုက်စစ်ဆန်းဆောင်ရည်နဲ့ဒါဘယ်လိုမျိုးဒုက္ခပေးသွားမလဲဆိုတော့ဒါကျွန်တော်တို့ကစိတ်ဝင်စားဆက်လက်ဆောင်ပြရမှာဖြစ်တယ်ကိုဟုတ်ပြအဒီဝက်စင်မှာဒါနီးပါသွန်မန်ဖရန့်စပါသိန်းနေနဲ့ဟိုထက်လာနိုင်မယ်ရှိရဲ့ဒါပေါ်ထွက်ခင်းချင်းကိုတစ်ချက်ကြည့်ရမယ်ဆိုလို့ရှင်တော့ဟုတ်ကဒီကတမကန်နေနဲ့423 months delay နဲ့ပေါ်ထွက်လာဖို့ရှိပြီးတော့အာကွန်မန်နဲ့မှာဆိုလို့ရှင်တော့ဖေကာဘီယိုအန်တလီယာနဲ့မှာဆိုလို့ရှင်တော့ ပက်ထရိုပိုလိုဒန်ဆိုဗန်ဒီဗန်နဲ့ဥကိုဒီဒါလေးကပြောပြထွက်လာဖို့ရှိမယ်ကွာဟုတ်ကဲ့ဒါကိုယ်နဲ့ညပြောမှဆိုလို့ရှိရင်တော့ပါလင်ညာနဲ့ဖနက်ခါပြောရပဲပထွက်လာဖို့ရှိပြီးတော့တော်မန်တက်စစ်နဲ့ချမ်းမှဆိုလို့ရှိရင်တော့မိုဟာမက်ကူဒက်နဲ့ရီဂျယ်လီစင်ကပထွက်လာမယ်လို့ထင်နေဗျဟုတ်ကဲ့ပါဘောအထောင်တက်စုညမှဆိုလို့ရှိရင်တော့ကိုလိုမိုဟာတွေကပထွက်လာဖို့ရှိပြီးတော့ နောက်ကျန်တက်စစ်နမတရုန်နီယမှာဆိုလို့ရှိရင်တော့ဇာဘီဆမ်မွန်ကပေါ်ထွက်လာဖို့ရှိနေကဟုတ်ကဲ့ပါဆိုအဲ့တော့ဒီလိုပေါ်ထွက်လာဖို့ရှိရဲ့ line နဲ့ခင်းကျင်းမှာဆိုလို့ရှိရင်တော့စပါတဲ့နေနဲ့လဲတာတောက်ကင်းတဲ့ပုံစံမှာရှိနေလို့ကျွန်တော်ရင်လည်းမြင်မိရပြဟုတ်ကဲ့ပါတပတ်ကအဲ့တကူကတဲမှာဆိုလို့ရှိရင်တော့မီပြမန်ကိုစေးပါနေနဲ့ဟာအတီးရဲ့ပုံမှန်ပေါ်ထွက်နေကြ line နဲ့ခင်းကျင်းတကူဖြစ်တဲ့4231ဆိုတဲ့ line နဲ့ပဲပေါ်ထွက်လာမှဖြစ်ပြီးတော့ဘူနာနေမှာဆိုလို့ရှိရင်တော့ lino ကပေါ်ထွက်လာဖို့ရှိမယ်ဒါနောက်တစ်လျှောက်နေမှာဆိုလို့ရှိရင်တော့ TT Anderson ပစေးနဲ့ဆက်ဆက်နေလို့ကဒါပေါ်ထွက်လာဖို့ရှိမယ်ကဟုတ်ကဲ့ပါအဲ့ကွင်းနဲ့နှစ်ယောက်တဲမှာဆိုလို့ရှိရင်တော့ Elastic UOB နဲ့ Pascal ကပေါ်ထွက်လာဖို့ရှိမယ်ကြ ဟုတ်ကဲ့ပါဗျာ။တာမတက်စင်နဲ့ချမ်းမာဆိုလို့ရှိရင်တော့ဟာတာဝီစင်နဲ့ဒါကေဗင်တို့ကပွဲထွက်လာဖို့ရှိပြီးတော့တက်စင်ငွေနေရာမှာဆိုလို့ရှိရင်တော့ရာဟူဂျီမီနာကပွဲထွက်လာဖို့ရှိမယ်ကအဲနောက်ဆက်တိုက်စစ်နံပါတ်1နေရာမှာဆိုလို့ရှိရင်တော့ဒုစကင်ကဒါပွဲထွက်လာဖို့ရှိမယ်ကဒီလိုင်းနဲ့ခင်းညို့ကြည့်ရမယ်ဆိုလို့ရှိရင်တော့ဖူဟန်တင်းနေတဲ့တောက်တင်းသောပုံစံမှာတော့ရှိနေသေးတယ်ဗျာ။ဟုတ်ကဲ့ပါနော်။အဲ့တော့စပါတင်းကိုဒါဘယ်လိုမျိုးကောင်းဆုံးဘယ်လိုကပေးသွားမလဲဆိုတော့ကျွန်တော်ဆက်လက်ဆက်ကြည့်အောင်ဖြစ်တယ်ဗျာ။ဟုတ်ကဲ့။ဟုတ်ကဲ့ပါကိုဒါကျွန်တော်ဒါအဲစပါတင်းနဲ့ပူဝန်တင်းတို့ရဲ့လန်ဒန်နာဗီပွဲစဉ်ရဲ့ဒါဆောင်ကြည့်ရမယ့်ကစားမဆင်းလေးကိုဒါကျွန်တော်ရွေးချယ်လိုက်ကြပါပြီ။ဒါဆိုဟုတ် ဒါကျွန်တော်အနေနဲ့ဆိုရင်တော့ဒါစတော်တင်ဟောင်းစွားတင်ဘက်မှာဆိုရင်ဒါနောက်ခံကစားသမားဒါရိုမေရိုနာနေရဲ့အတွက်အဲဒါဗန်ဒီဗန်ဘလို့အကောင်းဆုံးဦးဆောင်သွားနိုင်မလဲဆိုတာစိတ်ဝင်စားစရာစောင့်ကြည့်ချင်တယ်။ကုန်းတဲ့နေရာမှာလည်းဒါအကောင်းဆုံးအထွက်ဘက်လို့ပြောနိုင်တယ်ဒါဗန်နန်ကန်နဲ့ဒါပါလင်ညာတို့အတွဲကိုလည်းဆက်လက်စောင့်ကြည့်ရမှာဖြစ်ပြီးတော့တိုက်စစ်ပိုင်းမှာဆိုရင်တော့ဒါမိုဟာမက်ကူဒက်ကိုပဲဒါကျွန်တော်အနေနဲ့အဲစောင့်ကြည့်မဲ့ကစားသမားဖြစ်ရွေးချယ်ချင်တယ်ဗျ။ဒါကိုတိုနီအနေနဲ့လည်းဒါစောင့်ကြည့်မဲ့ကစားသမားစင်းကိုဒါရွေးချယ်ပေးပါမယ်ဗျ။ ဟုတ်ကဲ့ကျွန်တော်အနေနဲ့ရွေးချယ်မယ်ဆိုလို့ရှိရင်လည်းကဒီရဒီယာမခွေတာပြီးတော့အတင်းနဲ့မြန်သုံးထန်ကြရပြီးတော့ချစ်စွပြနေရဲ့တော်မင်တက်စီတာမမော်မဲကူတဲ့ဟိုပဲရွေးချယ်ခြင်းနဲ့ဗျဟုတ်ကဲ့ပါကူအနောက်တက်ကစားမတယောက်ဆိုလို့ရှိရင် Richardson ဗျ Richardson နေနေတဲ့ဒါသူ့အနေနဲ့တချို့ပွဲစဉ်တွေမှာပုံမှန်ချစ်စွရရဲဆိုပေမဲ့လည်းဒါတက်စမှု PP တင်းကိုရည်နဲ့သူအတင်းဟိုတာအပေါင်းစုံနဲ့ထောက်ကန့်ပေးနေရပြရတဲ့ဒီပွဲစဉ်မှာတော့ဒါ Richardson နေနဲ့တင်းဖို့ရီထက်မှန်ရယူသွားနိုင်မလားဆိုတော့ကျွန်တော်အနေနဲ့စောင့်ကြည့်ခြင်းနဲ့ဗျဟုတ်ကဲ့ပါကူဆိုတော့ Premier League ပွဲစဉ်စနစ်ဖြစ်ခြင်းမြန်ကစားမဲ့ဒါ တော်တော်စမတင်းနဲ့ဘဝန်တင်းတို့ရဲ့ဒါလန်ဒန်တာဘီပွဲစဉ်မှာဒါကြေးပွင့်လင်းမှုနဲ့ဒါဒီနေ့တင်းတာဘလို့ရလက်တွေထွက်ပေါ်လာမလဲဆိုတာဖိုတိုနီအမီနီတို့ဒါတစ်ချက်သုံးသပ်ပေးပါမယ်။ဟုတ်ကဲ့ပြကျွန်တော်ကြေးပွင့်လင်းမှုကိုချက်ပြောရမယ်ဆိုလို့ရှင်တော့ဒါအင်ရှင်တော်တော်စမတင်းက level 50ရှုံးဆိုတဲ့ကြီးကျော်ပေးရပြီးတော့ကိုပေါင်းစည်းမှဆိုလို့ရှင်တော့နှလုံးအဖြစ်ရှုံးဆိုတဲ့ကြေးပွင့်လင်းကာဖြစ်တယ်ပြ။ဟုတ်ကဲ့ပြကြေးပွင့်လင်းမှုရကြည့်မယ်ဆိုလို့ရှင်တော့ဒါစပါတင်းနေတဲ့တေချာဘောက်ခက်ခဲလာမှာဖြစ်ပြီးတော့ဒါကြေးရဆိုလို့ရှင်တော့ အနေငယ်လေးပြက်ပြောင်းနေတာတွေ့ရတယ်ဗျဒီဘက်စစ်ဘောပါကျွန်တော်ပြည်ရေးမြေခန့်မှန်းမယ်ဆိုလို့ရှင်ဒါစပားတင်းနေတဲ့ level 50ရှုံးဆိုတဲ့ကြီးဖွင့်လို့ကတော်တော်ပြက်ပြောင်းနေတယ်ဆိုပေမဲ့လည်းကျွန်တော်အနေနဲ့ဒါ level 50ကိုရှင်းပြီးတော့စပားတင်းဘက်ကရက်တည်ပြီးတော့စပားတင်းအနိုင်ရရှိသွားမယ်လို့ကျွန်တော်ညထင်တယ်ဗျဟုတ်ကဲ့ပါကောဟုတ်ကဲ့ပါကောဒါကျွန်တော်အနေနဲ့ဒီဘွဲစင်လေးပေါ်ဒူးတဲ့မြေသုံးသက်ရမယ်ဆိုရင်စပားတင်းနေတဲ့ patient မှာ engine ဖြစ်ပြီးတော့ level 50အကျော်ပေးထားတယ်ဆိုပေမဲ့လည်းတစ်ဘက်ကပူဝန်တင်းကိုလည်းကျွန်တော်ဒါ short တွက်လို့မြင်ရတဲ့အတွက်ဒါနှလုံးအပြည့်ရှုံးဆိုတဲ့အနေထားမှာ ဒါ twin goal တွေနဲ့ goal ball ကိုပဲကျွန်တော်အနေနဲ့ဒါចាំမိတယ်ဗျဟုတ်တယ်ဟုတ်ကဲ့ဗျာဆိုတော့ဒါကျွန်တော်ညီကိုနှစ်ယောက်ဒါတင်ဆက်ပေးလိုက်တာကတော့ Premier League ပွဲစဉ်စတုံးစနေနေ့ည9:00နာရီခွဲအချိန်မှာရှင်ပြန်ကစားမယ် Manchester City တင်းနဲ့ Leeds United တင်းပေါင်ငင်းဒါစနေနေ့ည9:00နာရီခွဲအချိန်မှာရှင်ပြန်ကစားမယ် Tottenham Hotspur တင်းနဲ့ပူဝန်တင်းတို့ရဲ့ဒါပွဲချိုသုံးသက်အစီအစဉ်မျိုးဒါပြုလုပ်ပြင်ဆက်ပေးလိုက်ကြပါပဲဖြစ်ပါရဲ့ဗျာ ဒီလိုလေးကိုဆုံးဖြတ်ကြည့်ကြတော့ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့ပွဲစုံရဲ့ Facebook TikTok နဲ့ YouTube Channel မှာနောက်ဆုံးရဘောလုံးသတင်းတွေဘောလုံးနဲ့ပတ်သက်တဲ့သုံးသပ်ချက်တွေကိုတွားရောက်နားထောင်နေပြီးကျွန်တော်ညီကိုညနေတူနောက်ထပ်ပွဲချိုသုံးသပ်ချက်ပွဲပြီးသုံးသပ်ချက်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ပါမယ်ဗျကျေးဇူးတင်ပါတယ်